မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီခန့်ယာယီတမရမြင့်ဆွေဟာကျမရဲ့အခြေအနေအရစေကူတမှုခံယူရန်ဆိုပြီးတော့၎င်းရဲ့ယာယီတမရယာဒူးကိုအကြမ်းဖက်စစ်ကောင်ဆောင်မင်းအွန်လိုင်းကတင်းယူလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုစီစဉ်ဆောင်ရွက်ရန်အလို့ငါယာယီတံမရတာဝန်ဝတ္တရားများအားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ထံကိုလွှဲအပ်လိုက်ကြောင်းဇူလိုင်လ22ရက်နေ့မှာထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီကယာယီတံမရအဖြစ်နဲ့သတ်မှတ်ထားတဲ့ မြင့်စွေဟာတိုင်းပြည်တာဝန်များကိုထမ်းဆောင်နိုင်ရန်အတွက်ကြမ်းမာမှုမရှိတော့တဲ့အပြင်နိုင်စဉ်လုပ်ငန်းဆောင်တာများကိုတော့လုံဆောင်နိုင်ခြင်းမရှိတော့ကြောင်းပြီးခဲ့တဲ့ရက်ပိုင်းတွေကစစ်ကောင်စီကတရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့သိရပါဗါးနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုဆောင်ရွက်ရန်အလို့ကယာယီတမရမြင့်စွေဆေးခွင့်ယူပြီးတော့တာဝန်ဝတရားများဆောင်ရွက်ရန်ပြက်ကွက်နေတာနဲ့ယာယီတမရတာဝန်လက်ဟင်းနေတဲ့ကာလတို့မှာယာယီတမရတာဝန်ဝတရားများကိုအကြမ်းဖက်စစ်ကောင်ဆောင်ကလွှဲပြောင်းရယူပြီးတော့ဆောင်ရွက်မှာဖြစ်ကြောင်း စစ်ကောင်စီရဲ့ယာယီတမရယုံကအကြောင်းကြားစာပေးပို့လာကြောင်းထုတ်ပြန်ထားပါတယ်။အခုလိုအကြောင်းကြားစာပေးပို့ပြီးဇူလိုင်လ22ရက်နေ့မှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်များနဲ့ယာယီတမရတာဝန်ဝတ္တရားများကိုစစ်ကောင်စီဥက္ကဋ္ဌထံကိုလွှဲပြောင်းပေးအပ်ခြင်းအားလက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီအနေနဲ့အခုလာမယ့်ဇူလိုင်လကုန်မှာ6လတကြိမ် အာနာတတန်းတိုးမှုပြန်လည်ပြည့်ပြီဖြစ်တဲ့အတွက်ယာယီတမရလို့၎င်းတို့သတ်မှတ်ထားသူမြင့်ဆွေကိုစေကူတမှုခံယူနေရတဲ့အကြောင်းပြပြီးတော့တမရယာသူကိုရယူခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဖော်ပြပါစာအရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံကိုယာယီတမရယာသူနဲ့တာဝန်ကိုလွှဲပြောင်းပေးအပ်တယ်ဆိုတဲ့အတွက်အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကနိုင်ငံတော်ဝန်ကြီးချုပ်ကာကွယ်ရေးဦးစီးချုပ်ယာသူနဲ့တမရယာသူတို့ကိုတပြိုင်တည်းရယူထားသူဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်နောင်ချိုမြို့နယ်နဲ့မန္တလေးတိုင်းမိုးကုတ်မြို့နယ်တို့မှာတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားအလောင်း20နဲ့လက်နက်ခဲယမ်းများကို TNL ကတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မိုးကုံမြို့အရှိပိုင်းပံမထိတ်ရွာအနီးနဲ့အကျင်းတော်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုတောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့မိုးကုံဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့အကြမ်းဖက်စစ်သားအလောင်း20နဲ့လက်နက်ခဲယမ်းများကိုသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ထံကနေပြီးတော့လက်နက်ငယ်9လက်ဘရုံးဒစီးနဲ့အခြားဆက်သုံးဆောင်ပစ္စည်းများကိုလည်းပိန်းစီရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအလားတူပဲနောင်ချုံမြို့နယ်မှာလည်း အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းများကိုတောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် PNL နဲ့မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့များကဆက်လက်တိုက်ခိုက်ပြီးတော့တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့သိရပါဗျ။ဇူလိုင်လ22ရက်နေ့မွန်းလွဲတနာရီ7မိနစ်ခန့်မှာနောင်ချုံမြို့နယ်တဲခေါ်ရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါ့အပြင်ကြောင်မဲမြို့နယ်မှာရှိတဲ့ Asia War Gate နဲ့ Nam Si Lin ဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလည်းတောင်းတမရော TNL တပ်ဖွဲ့ကလိုက်လံရှင်းလင်းခဲ့ရာတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းရေပြူမြို့နယ်ကံပေါက်ကလင်းအောင်လမ်းပိုင်းတနေရာမှာမောရဝတီရေတပ်ကအရာရှိများလိုက်ပါလာတဲ့အိမ်စည်းကားကိုပြစ်ခတ်တိုက်ခိုက်ရာအရာရှိတအုပ်အပါအဝင်နှစ်ဦးသေဆုံးပြီး ကားကလမ်းဘေးမြောင်းလဲကိုထိုးကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လိုက်လ18ရက်နေ့မနက်2:40မိနစ်40ခန့်မှာရေပြူမြို့နယ်မောရဝတီရေတပ်ကကလိန်အောင်မြို့ဘက်ကိုထွက်လာတဲ့ရေတပ်အရာရှိပိုင်းနဲ့စရဖများလိုက်ပါလာတဲ့အင်စည်းကားကိုကံပေါက်ကလိန်အောင်လမ်းမိုက်တနေရာမှာပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ15မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးတော့ကားဟာလည်းလမ်းဘေးမြောင်းလဲကိုထိုးကျသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့အရာရှိတအုပ်နဲ့ ်ပြက်ကျက်အဆင့်ရှိသူတို့တို့တိတ်ဆုံးသွားပြီးတော့ကြောဘက်ကြည်ထိမှန်ဒဏ်ရာရရှိသူတို့နဲ့လက်မှာကြည်ထိမှန်ဒဏ်ရာရရှိသူတို့စုစုပေါင်း၂ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ကံပေါက်ဘက်ကနေအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်60ခန့်ပါဝင်တဲ့ကားအကြီး၂စီးနဲ့စစ်ကူလိုက်လာပြီးတော့ကံပေါက်ရေတော်ဘော်ကလည်းလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ ကျွန်တော်တို့တွေလက်နက်ခဲရန်နေတော့တင်းစီရမိတာမရှိပါဘူးစစ်ခွေးစစ်ကူတွေလိုက်လာလို့ပြန်ဆုတ်လိုက်ရတယ်လို့ဒေါနာတက်ခွဲ6ဝေဟင်တက်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုဒေါနာတက်ခွဲ6ဝေဟင်တက်ဖွဲ့ဒေါနာတက်ခွဲခွန် DDD နဲ့မဟာမိတ်များဖြစ်တဲ့ကော်တူလေးအာမေရွှေပြည်လုံးတက်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပူးပေါင်းမဟာမိတ်တက်ဖွဲ့ဝင်များအထိကမရှိဘဲနဲ့အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ပြည်သူများအနေနဲ့တော်လိုင်းတက်ဖွဲ့များနဲ့အကြမ်းဖက်စစ်ကောင်စီတို့ကြားမှာ ပစ်ခတ်မှုများအချိန်မရွေးဖြစ်ပေါ်လာနိုင်ပြီးတော့စေကောင်စီတပ်အနေနဲ့ပြည်သူတွေရဲ့ကားတွေကိုအသုံးပြုပြီးတော့ဟန်ဆောင်သွားလာနေကြတယ်လို့သိရပါတယ်။ဒါကြောင့်ညနေ6နာရီကနေမနက်6နာရီအတွင်းခရီးသွားလာခြင်းတွေကိုမပြုကြရန်ဒေါနာတက်ခွဲ6ဝေဟင်တက်ခွဲကအတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာဘီတင်ဆက်ပေးရမယ်တိုက်ပွဲတရင်ကတော့ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်တကြောမှာရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS SSA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP SSC တို့ကြားဇွန်လလ22ရက်နေ့ညသကောင်းရံအချိန်မှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တပ်ဖွဲ့နှစ်ခုအတွင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်သား5ဦးကိုလက်နက်နဲ့တကွရှမ်းတောင်တပ်ဖွဲ့ RCSS ကအရှင်ဖမ်းမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေကမိုင်းပြင်းနဲ့ရက်ဆောက်တကြောမှရှိတဲ့ RCSS တပ်သားတချို့ကို SSPP ကလိုက်လံရှာဖွေခဲ့တာကြောင့်နှစ်ဖက်တပ်တွေကြားမှာအခြေအနေတင်းမာခဲ့ပြီးတော့ရှမ်းအချင်းချင်းပြန်မတိုက်ချင်တဲ့ SSPP တပ်သားတချို့လည်း RCSS မှာအလင်းဝင်ရောက်တာတွေရှိတယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။နှစ်ဖက်အကြဆုံးကို RCSS ကထုတ်ပြန်ချက်မှာဖော်ပြထားတာမျိုးမတွေ့ရတယ်လို့ SSPP ဘက်ကလည်းတစုံတရာဖြေရှင်းတာမျိုးမရှိသေးဘူးလို့ ludi awalnya ဇူလိုင်လ12ရက်နေ့တုန်းကလည်းနမ်ဆန်မျိုးတနေရာမှာလက်နက်ရောင်းဝယ်နေတဲ့ RCSS တပ်ဖွဲ့ဝင်9ဦးကိုစစ်ကောင်စီတပ်ကဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ထားပေမဲ့အဲ့ဒီတပ်ဖွဲ့ဝင်တွေဟာခွင့်ယူထားတဲ့ရက်တွေမှာသူတို့သဘောနဲ့အရောင်းဝယ်လုကြတာဖြစ်ပြီးတော့ဗဟိုရဲ့ကိုစားပြုမှုမပါဘူးလို့ RCSS ကထုတ်ပြန်ထားပါတယ်2023ခုနှစ်နိုဝင်ဘာလ26ရက်နေ့ကလေးကနှစ်ဖက်တပ်တွေကြားမှာရှမ်းအချင်းချင်းအပြစ်ခတ်ရဲစဲရေးမူဝါဒနဲ့လက်မှတ်ရေးထိုးခဲ့ကြပြီမြေအောက်ခြေတပ်သားတွေမှာတော့မကြာခဏပြိပခါတွေဖြစ်ပေါ်နေပြီးတော့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ စုံစမ်းသိရှိရကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ဝဘိုးချောင်းရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ22ရက်နေ့ညနေ4:30မိနစ်မှာကြိုက်ထုံမြို့နယ်ဝဘိုးချောင်းကျေးရွာကိုစစ်ကြောင်းထုတ်လာပြီးတော့တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား100ကျော်ခန့်ကိုတော်လိုက်တပ်ဖွဲ့များက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအခြေအနေကိုအတိမပြုတ်နိုင်သေးပဲတော်လိုင်းရဲဘော်များဘက်ကတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အပြင်းစားဘုံဒီနှလုံးနဲ့ကျဲချတိုက်ခိုက်ခဲ့ပါတယ်။အထိခိုက်အကျဆုံးတော့မသိရသေးပါဘူး။အခုလက်ရှိထိတော့စစ်ရေးမငြိမ်သေးပါဘူးလို့ရန်ကုန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တက်ဆက်သွယ်ရေးနဲ့မီဒီယာတာဝန်ခံရဲဘော်ကိန်းကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုရန်ကုန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တက်နဲ့ ဤအဝညီနောင်များပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပေါ်ကရက်ွက်တီထဲမှာနေခင်းကြောင်တောင်အစင်းဝင်ရောက်ဆစ်ဆဲမှုတွေရှိနေပြီးတော့ဖမ်းဆီးခံရတဲ့သူတွေလည်းရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးမြို့အနီးဝန်းကျင်မှာရှိတဲ့မန္တရာစင်ကူးမြို့တွေမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်းမန္တလေးမြို့ပေါ်ရက်ွက်တီကိုတင်းကျပ်တဲ့ဆစ်ဆဲမှုတွေလှုံ့ဆော်လာတာဖြစ်ပြီးတော့အိမ်တွေထဲအထိကိုပါဝင်ရောက်ရှာဖွေဆစ်ဆဲနေတာလို့ဆိုပါတယ် လက်နက်အင်အားအပြည့်စုံတဲ့ကိုတေးသေးချာချာစစ်စင်ရေးပုံစံမျိုးနဲ့ကိုလာစစ်တာပါနေကင်းနှစ်နာရီဝင်းကျင်လောက်ပဲရှိသေးတယ်အိမ်မာကလူဝင်လူထွက်နည်းနည်းတော့ရှိတော့အဆင်မပြေဘူးလေအခုကျတော့ဧည့်သည်ကိုလက်မခံရဲတော့ဘူးအလုတ်ကိစ္စစကားပြောမယ်ဆိုရင်လေအပြင်မှာပဲချင်းပြီးတော့ပြောရဆိုရတာဆိုတော့အလုတ်အတွက်အနှောက်အယှက်ဖြစ်ရတာပေါ့လို့အောင်မြေတာဆန်မျိုးနယ်ကအိမ်ချမ်းမြေလုပ်ငန်းလုတ်ကင်သူတို့ကပြောပါတယ်အဆင်းစစ်ဆေးမှုတွေကိုစစ်ကောင်စီကအချိန်ကာလတတ်မှတ်ချက်မထားဘဲ စိတ်ကြိုက်လှုပ်ဆောင်နေတာဖြစ်ပြီးတော့လက်တလောစစ်ဆေးမှုအများဆုံးကတော့အောင်မြေသာဇံမဟာအောင်မြေပတိန်ကြီးပြည်ကြီးတကောမြို့နယ်တွေဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်အစီအအရင်တောင်းဆက်တယ်ပြီးရင်ဖုန်းတွေကိုဆက်တယ်နိုင်ငံရေးနဲ့ပတ်သက်တာတခုခုတွေ့လို့ကတော့ချက်ချင်းကိုဖမ်းခေါ်သွားတာပဲစစ်ကြောရေးအထိကိုခေါ်သွားတာဘလို့အချောင်းပြချက်နဲ့မှပေးလို့မရဘူးလို့ပြည်ကြီးတကောမြို့နယ်ကအသက်48နှစ်အရွယ်အမျိုးသားတဦးကပြောပါရယ်စစ်ကောင်စီတပ်တွေဟာအစီအစစ်ဆေးမှုတွေကိုလူအင်အားအယောက်20ကျော်အထိတုံးဆွဲပြီးတော့ပိုက်စိတ်တိုက်ရှာဖွေတာတွေကိုလှုပ်ဆောင်နေတာဖြစ်ပြီး မန္တလေးမြို့ပေါ်ကဟိုတယ်မော်တယ်နဲ့တဲခိုကန်းတွေအကုန်လုံးကတဲခိုသူတွေရဲ့ကိုရေးအချက်လက်တွေကို Viber ကိုအသုံးပြုပြီးတော့စစ်ကောင်စီကိုနေ့စဉ်ပေးပို့မှုတွေကိုပြုလုပ်နေရတယ်လို့အမည်မဖော်လိုတဲ့ဟိုတယ်ဝန်ထမ်းတဦးကအတည်ပြုပြောဆိုထားပါတယ်အစီအစစ်ဆေးမှုတွေကိုအများဆုံးပြန်လည်လှုပ်ဆောင်လာတဲ့ဇော်လိုက်လာ၁၈ရက်နေ့ကနေဒီကနေ့အထိကိုရရှိထားတဲ့စည်ရင်တွေအရဖမ်းဆီးခံရသူစုစုပေါင်း၂၀ကျော်အထိရှိခဲ့ပြီးတော့၁၂ဦးကိုတော့ပြန်လွှတ်ပေးခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ